ကျွန်တော်တို့ OJ Championship DJ ပြိုင်ပွဲကြီးရဲ့ Round 3အထူးအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ် Round 3ရဲ့ Day 1 2 3ရှင်ပြိုင်မှုအပြီးမှာတော့နောက်တစ်ဆင့် Top Finalist ကိုမတက်လှမ်းနိုင်ခဲ့တဲ့ပြိုင်ပွဲဝင်6ဦးရှိခဲ့ပါတယ်ခင်ဗျာ H Mass Claw Playan Ding Ding နဲ့ Just 7တို့ပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီပြိုင်ပွဲဝင်6ဦးကိုစင်မြင့်ထက်ကိုပြန်လည်ဖိတ်ခေါ်ပေးရစေခင်ဗျာ ဒီပြိုင်ပွဲဝင်6ဦးတည်းကတဦးကတော့ကျွန်တော်တို့ OJ Championship DJ ပြိုင်ပွဲကြီးကပေးတဲ့အထူးအခွင့်အရေးတစ်ရက်နေနဲ့ Top Finalist ကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိသွားမှာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့မချိညာခင်မှာအရင်ဦးဆုံးဒိုင်တွေရဲ့ခြုံငုံသုံးသပ်မှုလေးတွေကိုပြန်လည်ကြားပါရစေခင်ဗျာ။အခုကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်ညီကို6ယောက်နော်6ယောက်ကတော့ အဲဘာပဲပြောအရှိမကျွန်တော်တို့ပြန်ဆိုင်ခဲ့တဲ့အချိန်မှာကျွန်တော်တို့ကမကောင်းစွာနဲ့ပဲကျွန်တော်တို့နှုတ်ဆက်ရမယ့်အချိန်ကြီးဖြစ်ခဲ့ပါတော့။ဒါပေမဲ့ OG Championship ကနေပြီးတော့ okay ဒီ try out ထဲမှာကျွန်တော်တို့အယောက်ကိုပြန်ပြီးကျွန်တော်တို့ finalist ကိုပြန်ခေါ်လို့ရတယ်ဆိုတော့အခွင့်အရေးတစ်ခုရှိရဲ့အဲဒါလေးကျွန်တော်ပြောအော်ဟုတ်အဲဆိုရင်တော့ကျွန်တော်တို့ဒီ6ယောက်ကိုကျွန်တော်ပြန်ပြီးတော့ခြုံငုံသုံးသက်တဲ့ဥစ္စာလေးပေါ့နော်ကျွန်တော်လုပ်ကြရဲအဲကျွန်တော်ဒီကို3ယောက်လဲ တော်တော်လေးကိုတိုင်ပင်လိုက်ရတယ်ပေါ့နော်တိုင်ပင်တဲ့အချိန်မှာကျွန်တော်ကတော့အခုလိုရဆိုတော့ summary သဘောမျိုးเนาะဒီကညီကိုပြန်ခဲ့တဲ့ဥစ္စာလေးကိုနည်းနည်းလေးပြန်ပြောပြချင်ပါတော့เนาะအာကျွန်တော်တို့အခုပြန်ရတဲ့တိုက်တဲ့အောက်မှာကကျွန်တော် folder ပြန်ရတယ်အဲ့ဒီ folder မှာကတချို့ကတော့ကျွန်တော်ဒီ folder ကိုတုံးပြရတယ်ဒါမဲ့ကျွန်တော်တို့မတည်တတ်တာလေးရှိရဲ့နောက် ဟိုလိုအပ်ချက်လေးရှိရပါတော့သူရဲ့လိုလိုအပ်ချက်လေးနောက်ပြီးတချို့ကကြောက်လဲကျွန်တော်တို့ဒီ folder လုံးမသုံးဘူး do deck ပဲသုံးသွားတယ်ပေါ့နော်ဒါပေမဲ့ missing လေးကြီးကောင်းတယ်နောက်ပြီး setting လေးကြီးကောင်းတယ်ပေါ့နော်တချို့ကြောက်လဲကျွန်တော်တို့ scale လေးပြတယ်အဲဟိုဒီ folder ကိုလည်းသုံးသွားတယ်ပေါ့နော်ဒါပေမဲ့နည်းနည်းလေးလိုအပ်ချက်လေးလက်ဟာချက်လေးဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့တကယ်တမ်းကျွန်တော်တို့၅ရောက်တစ်ခွက်၅ရောက်တစ်ခွက်မှာပြန်ပြီးတော့ MS လဲတဲ့အချိန်အမှတ်လေးကြီးပါအတိမ်မင်းလေးကြီးဟိုနှုတ်ဆက်လိုက်ရတဲ့ဒီဖြစ်သွားပေါ့နော် ဲ့တော့ကျွန်တော်တို့ဒီ trial ထဲမှာပြန်ပြီးအခုကျွန်တော်တို့ပြန်ပြီးရွေးချယ်ကြပါမယ်เนาะကံတဲ့လို့ပြပါအောင်ဒီတော့ဒါတကယ်တမ်းပြောရအောင်ဒါအလားတို့ရှင်ပြိုင်တဲ့ပုံမှာပဲကျွန်တော်တို့ကဒါပြောမယ်အကဲဖြစ်တာပေါ့เนาะဆိုတော့ဒီနေ့ရှင်ပြိုင်သွားတဲ့ဥစ္စာရဲ့အခုဒါဘလာသားတို့ရှိ6ယောက်ထဲရအဲ့လိုအကောင်းဆုံးပဲဒါကျွန်တော်တို့ကရွှေထုတ်လိုက်မှာပေါ့ဒီနေ့တော့ဆိုတော့အဲ့ဒီမှာဟိုကြောင့်ကိုခွေးခဲ့တာတော့ကိုကိုကကိုတော့နင်းနေမှာပေါ့နော်ကျွန်တော်လည်းမှတ်ထားရရရှိရတယ်အဲ့ဒါကြီးကလည်းကျွန်တော် ကြောက်ချင်းစီကတော့ဒါရှိမှလည်းပြောပြီးဖြစ်တဲ့အတွက်ဒါအထူးတဲ့တော့ကျွန်တော်ပြောလို့ဒါအဲ့ဒီတဲ့ကကျွန်တော်တို့ဘယ်လိုလဲဒီတဲ့မှာရှိတဲ့ဥစ္စာတွေရှိတဲ့လူတွေကကျွန်တော်တို့ကတကယ်တမ်းရွေးချယ်လို့ဒါရွေးချယ်ဖို့ထိုက်တန်နေလို့ဒါ င်တဲ့လူတယောက်ကိုကျွန်တော်ရွေးချယ်မှာပေါ့နော်ကျွန်တော်ဟိုပါပေါ့ပြောမယ်ဆိုတော့ကျွန်တော်တို့ဒီ finalist မှာကျွန်တော်တို့အခွင့်အရေးနောက်တစ်ခုဖတ်ပေးလို့ပေါ့နော်ဒီအခွင့်အရေးကိုဒီမှာမှားခဲ့တဲ့ဥစ္စာကို8 finalist မှာပြန်ပြင်မယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်ယုံကြည်လို့ကျွန်တော်ကဒီအခွင့်အရေးကိုထပ်ပေးမှာအဲဥစ္စာမျိုးပေါ့နော်ဟုတ်ပြီပြောမယ်ဆိုတော့အခွင့်အရေးတစ်ခုပေါ့နော်ဟိုကျွန်တော်တို့ကဟိုမှာ9ရောက်တစ်ဖွဲ့တည်းရမှာအမှတ်ကိုတာဝါတဲ့ပိုလုတ်ပြနိုင်တယ်ပေါ့နော် ိုကိုကောင်းနဲ့၃ယောက်တက်သွားတဲ့အတွက်ကိုကဒီ group အဖွဲ့ထဲမှာမှကိုချန်ခဲ့ရတဲ့၂ယောက်အဖြစ်နဲ့နေခဲ့ရတယ်ပေါ့နော်။ဒါပေမဲ့လည်း IDV နဲ့အများကြီးခွာခြားတာဆိုလည်းမခွာခြားဘူး။အဲအမှတ်အရာလိုဖြစ်ဖြစ်အချက်လက်အနေငယ်အရာလိုဖြစ်ဖြစ်အဲဆိုတော့ခုနမကြီးပြောသူပေါ့။ folder ဆိုရင် folder တော့တုံးပြသွားတယ်။ဒါပေမဲ့ဘာဖြစ်လဲဟိုစနေတကြမရှိခဲ့တာမျိုး။အဲဒါမှမဟုတ် two deck တော့တုံးပြသွားတယ်။အဲ two deck မှာပဲအကောင်းဆုံးလုပ်ပြနိုင်တယ်။အဲတချို့ကျတော့လည်း ဟိုတခြားအချက်လက်တွေအပြည့်စုံနဲ့ဒီကောင်ထဲမှာဝင်နေအချိန်ကွတီအလုပ်လုပ်သွားနိုင်တာမျိုးတခြင်းစီတာကောင်းတာမျိုးဆိုတော့ကျွန်တော်တို့ကဒီတူတယောက်ကိုယူလိုက်လို့ရှိရင်ကျင်းပြီလေဒီတူဒီဒီအခွင့်အရေးကိုအကောင်းဆုံးအသုံးချပြီးနောက်တစ်ဆင့်မှာလည်းအကောင်းဆုံးစ조사မယ်။အဲစကားဆက်လို့ပြောမယ်ဒီတဲကတယောက်ကကျင်းပြီလေတော်ဖိုင်နယ်လစ်ဝင်မှာဖြစ်တဲ့အတွက်အဲ့လိုတည်လာမှာပြီးနောက်တစ်ခေါက်လည်း folder ဆိုပဲဒီ folder နဲ့ငါဘယ်လိုဖွင့်မလဲဆိုတော့ဒီနေ့ဒီချိန်အစားပြီးတော့ဒါ조사ပြီးတော့ပြင်ဆင်မှာဒါကျွန်တော်တို့ OG ရပေးတဲ့ ခွင့်ရေးပါအဲ့တော့ဒီကျွန်တော်ညီကို6ယောက်တည်းရဘသူကတော့ finalist ကိုဒုတိယအခွင့်အရေးအနေနဲ့ရွေးချယ်ခံရမယ်ဆိုတော့ကျွန်တော်ကြေညာပြီးတော့ H ပါ Congratulations ပါခင်ဗျာ H ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ OJ Championship ပြိုင်ပွဲကြီးရဲ့ Top Finalist ကတော့ဂုံယူစွာနဲ့တက်ရောက်သွားတဲ့ပြိုင်ပွဲဝင်တွေကတော့ကျွန်တော်တို့ထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ် OJ Championship DJ ပြိုင်ပွဲကြီးရဲ့ Top 10 Finalist တွေကတော့ Spy Plus Dino Squid Buffalo Lo Anzo Flizzo High Beast Mickey Voss ကာကီနဲ့အတူ အခုထပ်မံတက်လန်းသွားတဲ့ age show ပဲဖြစ်ပါတယ်ကြန့်ရှိနေခဲ့တဲ့ညီငယ်တွေအားလုံးတော့လည်းစိတ်မကောင်းပါဘူးခင်ဗျာဟုတ်ကဲ့ပါဒီ top 10 finalist 10ဦးပါဆိုလို့ရှိရင်နောက်တစ်ဆင့်မှာတော့ battle ရှင်ပြိုင်မှုအနေနဲ့1 versus 1ရှင်ပြိုင်သွားရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ OG championship DJ ပြိုင်ပွဲကြီးရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးအချိန်တွေကလည်းထပ်မံရောက်ရှိလာအောင်ပါဗျာကျွန်တော်တို့ကိုဆက်လက်ပြီးတော့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ဒါကတော့ OG championship DJ ပြိုင်ပွဲကြီးပါပဲခင်ဗျာ